เราต้องกระโดดนี่เรามาว่ากูยิงลูกของเขาซีอารีลูกของงานนะฮะอะไรยันลูกเลยซีอารีเนี่ยฮะไอ้ยิงไปอย่างงี้หมดเลยซีอารีตัวอาบีทรามาไว้เหรอทรามาไว้สัตว์ชายอ่ะตัวแล้วว่าเราตะพันให้จ่าเราจะพันจ่าเราตะพันกูเคยจ่าเดี่ยวเลยตะพันเดี่ยวตะพันเดี่ยวจ่าตัวใหญ่ก่อนแล้วก็ย้ายไปเอามาได้ ဝမ်းသာပါတယ်တော်တော်လေးကိုဝမ်းသာပါတယ်လူတွေသဘောကျပြီးတော့လူတွေနဲ့တိုက်ဆိုင်တော့အရာတွေပဲရှိရင်ရှိမယ်ကိုရီလုပြတာကိုကြိုက်တာလည်းဖြစ်ရင်ဖြစ်မယ်ပေါ့နော်အဲ့ဒါအတွက်အဲ့လို view တွေများပေါ့နော်ဝမ်းသာပါတယ်ကျွန်တော်တို့ကတော့ပုံမှန်ဒီ social media မှာတော့တွားနေတာပဲပေါ့နော်ပုံမှန်လေးတော့တွားနေတာပဲဒါပေမဲ့ဒီလိုမျိုးရုပ်ရှင်တွေဘက်မှာမမြင်ရတဲ့ကိစ္စက သူတို့ဘောနော်ဒီ production တွေပဲဖြစ်ဖြစ်ရိုက်နေတဲ့ကားတွေပဲဖြစ်ဖြစ်မှာအာ character အရာတစ်ခုခုမတိုက်ဆိုင်လို့ဒါမလာတယ်လို့ပဲကျွန်တော်ထင်ပါတယ်တခြားတော့ဘာမှတော့မထင်ဘူးနော်ပြီးတော့ကျွန်တော်တို့စရိုက်တုံးကဒီကြောင်သလားမမီးနဲ့ရိုက်တုံးကကြတော့ဒီမှာစတွေ့ရတော့အဲ့တုံးကလည်းအစင်တော့ပြေပါတယ်တွေ့ကြရတယ်ဒါပေမဲ့အခုဆိုရင်တော့ရိုက်ရင်တော့ပူပြီးတော့ chemistry မိမယ်လို့ထင်ပါတယ်။တယောက်တွေးလိုက်ပြီဆိုလို့ရှိရင်အဲတွေးလိုက်တဲ့ဟာကအဲ့လိုကိုကလည်းတစ်ခါလေးလုံးပြီးသားလည်းဖြစ်ချင်တယ်ဖြစ်တယ်မလို့မလို့ပါတရားလည်းဖြစ်ချင်လည်းဖြစ်မယ်။အဲ့ပုံမှာနှစ်ယောက်ကတိတ်မိကြဘူးလား။အဲ့လိုနောက်ဆုံးအဲ့ယောက်သားမင်းနဲ့ပါတော့လည်းအဲ့လိုပဲပေါ့နော်။ကိုယ်နှစ်ယောက်ကအဲ့လို တခုခုလောက်တော့မယ်ဆိုလို့ရှိရင်ကိုကဒီဟာလောက်ရတယ်ဆိုလို့ရှိရင်တစ်ဖက်ကဘယ်လိုပြောမလဲအပုတ်နဲ့အယူနဲ့အယူနဲ့အပုတ်ရဲ့နှစ်ခုကကြာတော့အဲ့လိုမထောက်ပါဘူးကြာရဲမှာမင်းလည်းဒါဆိုရင်အဲ့ဒါဟိုပါဆိုရင်ဟိုပါဆိုတော့အဲ့တော့အဲ့မှာနှစ်ယောက်ကပေါင်းမိပြီးတော့အဲ့လိုမျိုးလုတ်ကစ်သွားရသည်ပေါ့နော်ပြီးတော့လည်းနှစ်ယောက်လုံးရဲ့အဲ့လို pop creation ရောကျွန်တော် creation ရောနှစ်ယောက်လုံးရဲ့ဟာကကြာတော့လေ ဟိုရေအဲ့လိုတခါလေကြာလို့ချင်းရိုင်းကြီးကြမလို့ဟိုပါလေဒါလုံးမယ်ဒါလုံးမယ်ဒါလုံးမယ်ဆိုလို့ဖောက်ဖောက်ဆိုလုံးလိုက်လို့ချင်းလေဟိုလက်ခံတဲ့အရာတခုပေါ့နော်အရင်ကောင်ဒီလိုပေါ့လည်းမရှိဘူးဟိုဒီကိုကန်လေးနဲ့ပဲအဲ့လိုလေသွားဆိုတော့မြောင်တော့အဲ့လိုလုံးလုံးချင်းပေါ့သွားတင်ပေးရမှာပါဆိုတော့သွားကူတတ်တယ်ကျွန်တော်ကခုဒီမူတတ်တယ်ဟိုရေပြောင်းလို့နော်တလိုင်းမရတယ်ထရမဘိုင်းဆိုတာလို့ထရမဘိုင်းဆိုတာထရမရတော့တော့အဲ့လိုတစ်ဖက်ကြာတော့ကြာပြန်ကြာတော့နှစ်ဖက်ကိုခွဲကြာပြောင်းတလဲတစ်ဖက်တလဲတစ်ဖက်တလဲကြာဆိုတော့ရရတော့ဟိုရအဲ့

ြားဘူးတာရှိရပါတော့သူတို့တစ်ချိန်လုံးကပဲသူ့ရဲ့တကယ်အပြင် life ကအရာတစ်ခုခုကိုသူတို့တွေးပြီးတော့ငိုကြတယ်လို့ကြားတယ်ဒါပေမဲ့ကျွန်တော်ရိုက်ခဲ့သမျှကားတွေပေါ့မှာကျွန်တော်ဒီငိုရတဲ့ခန်းတွေလည်းပါတယ်ပေါ့နော်အရှိမလည်းရှိရနောက်လာမယ့် high မလည်းတချို့ရှိပါတယ်ကျွန်တော်ကအထက်က character ကလူနေရာနေပဲကျွန်တော်ကြည့်ပြီးကျွန်တော်ငိုတာအမြင်နဲ့အပြင်ရဟာကြီးကိုကျွန်တော်မစင်စားဘူးကျွန်တော် life ကဟာကိုကျွန်တော်ထားတာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော် life ကဟာကိုကျွန်တော်စဉ်းစားပြီးငိုရင်ပေါ့စီရဒီပေါ့စီ life ကဟာကိုစဉ်းစားပြီးငိုတယ်ပဲဖြစ်မှာပေါ့ ဒီထဲကဥပမာအမေးကြောင့်ငိုတယ်ပဲဖြစ်ဖြစ်ဇလန်းထဲမှာတယောက်ယောက်ကြောင့်ငိုတယ်ပဲဖြစ်ဖြစ်ဆိုရင်ကျွန်တော်အဲ့ဒီဟာရဲ့စိတ်ကိုထည့်တယ်ဆိုကျွန်တော်အဲ့ထဲကလူတယောက်ရဲ့အတွေးနဲ့ပဲအမြဲတမ်းအဲ့ခံနေရိုက်ပါတယ်ကိုအင်းချစ်ကလုံပေးတဲ့ကောအင်းချစ်ကဒီမှာနေတော့အမြဲတမ်းတော့အဲ့လိုတခုခုဟာဖြစ်ဖြစ်ဆိုပြီးကိုကြီးကအမြဲတမ်းအဲ့ဖိုတို edit ကိုလုံပေးတယ်ဒီခါလေး video edit တော့အမြဲလုံပေးနေဒီမှာဒီမှာဆိုအာကျွန်တော်အမြဲတမ်းဟာဖြစ်တော့ကိုကြီးတင်လိုက်ပြီနော်ဆိုအာတင်လိုက်တော့ကျွန်တော်တော့အဲ့ဒီ ပွေ့တွေ့ကြီးကိုလက်အောင်ဟာအယက်စမှုဖြစ်လို့ပြင်တာပြင်တာမှတော့မသိဘူးပြီးတော့ချိုးစိတ်ကစားတော့ပြီးဟာလေဒီတော့တကယ်ဆိုတာအေးလို့ပြီးတော့အဲ့အဲ့တယောက်ရှိတယ်နောက်ဟိုရှိသေးတယ်အမမယ်လိုဒီရှိသေးတယ်။ဆရာကလည်းကတူလာတာတူလာတာ။ဆရာကလည်းတူ။တကယ်တူတော့တူလား။အမေနဲ့တော့အမေရောနှစ်မှာသူသေဥစားပါ။ဆရာကနှစ်မှာတော့ပါရောက်တယ်။သားနေရတာပေါ့။အမသားသားစစ် ောက်ဆုံးကရုံးနဲ့တောင်မှဟိုကိုရင်လို့ခေါ်မခါဘူးဆရာလေးလို့ခေါ်ခံရတာအာအဲ့ရုံးလဲဆရာလေးတဲ့ဟာအဲ့ဒီပိုင်းရောက်ပြီးတော့ဆရာလေးကသွားပြီး င်တော်တို့နှစ်ယောက်လောကကြာတော့ကိုခုနပြောလို့ပဲအဲ့လိုပေါ့ကို character နဲ့ line မဲ့ဟာမျိုးပေါ့ character နဲ့မဲ့ဟာမျိုးကလန်းလာမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ယောက်ကအာ strategy ပေါ့ပေါ့နော် strategy ပေါ့ကတော့ဆက်သွင်းပါမယ်ဘာလို့ဆိုတော့ကျွန်တော်တို့ကခုမှစ조사နေတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့အာဟိုဟာကြီးကဒီဟာဖြစ်မှာဒီဟာကြီးကဟိုဟာဖြစ်မှာဆိုတာတော့မရှိပါဘူးဒါပေမဲ့ကိုနဲ့ line မဲ့ပြီးတော့ project ကလည်းအဒီလိုမတင်လို့ညမှာတရုပ်ဆောင်မယ်ဆိုတော့ကိုကသူတို့တွေ조사နေပါလားဆိုရဲဟာမျိုးနေတဲ့ဟာမျိုးဆိုတော့ကျွန်တော်တို့နေရာတော့ပဲပြောရှိပါတယ်အဲကျွန်တော်ကတော့ဒီလိုဆိုတော့အများကြီးရှိပါဦးဆိုချက်ပြပါပါပဲအားပေးကြရလို့လည်းဒီနေ့ညကြီး ပါတယ်လို့သိတဲ့ရအောင်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။ Bye.